လူဘဝရတာချင်းတူတာတောင်မှနေတတ်တဲ့သူကပုံပြီးတော့စိတ်ချမ်းသာရတယ်။တရက်မှာ24နာရီရတာချင်းတူတာတောင်မှအသုံးချတတ်တဲ့သူကပုံပြီးတော့အကျိုးရှိတယ်။ဘဝမှာစိတ်ထားတတ်တဲ့သူကအစင်မပြေမှုတွေနဲ့ကြုံလဲစိတ်ချမ်းသာအောင်ထားတတ်တယ်စိတ်ချမ်းသာအောင်နေတတ်တယ်တကယ်တော့လူတိုင်းမှာအတွေးကိုစီအပူကိုစီတွေနဲ့ပါဒါပေမဲ့အဲ့ဒီအတွေးတွေကိုထိန်းနိုင်တဲ့သူ အပူတွေကိုအေးအောင်ငိမ့်နိုင်တဲ့သူကအေးချမ်းမှုကိုပို့ပြီးတော့ရသွားတာပေါ့။ဘာမဟုတ်တဲ့သူတွေအတွက်လည်းစိတ်ညစ်မခံပါနဲ့။ဘာမဟုတ်တဲ့အကြောင်းအရာအသေးဖွဲလေးတွေကိုခေါင်းထဲကိုထည့်မထားပါနဲ့။အခုမဟုတ်ရင်တော့မှချိန်တိုင်းတာတစ်ခုမှာတော့တောင်းလဲခြင်းပြောင်းလဲသွားမှာပါ။ပြီးခဲ့သမျှကိစ္စတွေကိုဒီနေ့မှပဲခြံထားခဲ့ပါ။မနှက်ဖန်အထိတိမ်မသွားပါနဲ့။သူကြောင့်ငါကြောင့်လို့မတွေးပဲနဲ့ဖြစ်သမျှအကြောင်းအရာတွေဟာ ဖြစ်တဲ့လို့ဖြစ်တာပဲဖြစ်ချိန်တန်လို့ဖြစ်တာပဲဆိုပြီးတော့တွေးလိုက်